ါဒီနေ့ဒီမှာအမိအယဗီဒီယိုလာလွတ်လိုက်ပါတယ်ဒီနေ့ပါအကြောင်းအရာလေးလာပြောချင်လဲဆိုတော့ဒါကတော့2024မှာရေးထားတဲ့စာလေးပါပဲအာလူအဖြစ်မွေးလာတာပါအဲ့တွက်လဲပေါ့နော်ကဲစားရအောင်နော်အပြောကလွယ်တယ်အလောက်ကခက်တယ်ဒါကြောင့်လဲရှေးလူကြီးတွေကပြောကြတယ်ငါပြောတလို့နေငါလုတ်တလို့မလုတ်နဲ့အကောင်ပြောတာဘာလို့ဆိုငါလူမအောင်လို့ ငါတို့ကပြင်လဲမထိုးတော့ဘာလို့ဆိုငါတို့အသက်ကြီးနေပြီမင်းတို့ငါလိုမမအောင်လို့ငါပြောနေတာလူကြီးတွေအဲ့လိုမျိုးပြောကြတယ်အခုဆိုကျမကကလေးနှစ်ယောက်အမေပေါ့နော်ကျမအမေနေရာရောက်လာပြီအဲ့ဒီတော့ကျမကကျမရဲ့စီနီယာလိုပဲလိုက်လျှောက်ရမလားဟိုကဘယ်လိုပြောမလို့အလိုက်တင်လေးကွာအလိုက်ထိုက်လေးနေုံပဲရေစုံညောယုံပဲလို့လည်းပြောလို့ရပါတော့เนาะဘာလို့ဆိုရေစံတက်ရတယ်ဆိုတာကအပြောလမလွယ်ဘူး ကျမရဲ့ဂျူနီယာကသားနဲ့သမီးပေါ့နော်သမီးနဲ့သားဖြစ်တဲ့အတွက်တကယ်လို့သမီးနဲ့သားကသူတို့ရဲ့ဂျူနီယာကိုပြန်ပြီးလက်ဆင့်ကမ်းခဲ့ရင်ရောဥပမာကျမပြောသလိုပေါ့ငါပြောသလိုနေငါလုပ်သလိုမလုပ်နဲ့ငါမအောင်မြင်ခဲ့ဘူးအဲ့ဒါကြောင့်နေတော့အောင်မြင်အောင်လုပ်ကျမကတလိုမျိုးပြောမယ်ဆိုရင်တကယ်လို့သူတို့သူတို့အလဲမှာလဲသူတို့သားသမီးကိုသူတို့အဲ့လိုမျိုးပြန်ပြောမယ်ဆိုရင်ရောကျမတို့လူအဖြစ်မွေးလာတာပါအတွက်လဲပေါ့နော်ကျမသားလေးပေါ့နော် ပြီးတော့အကောင်ဆုံးမဟုတ်ရင်တောင်မှတက်နိုင်တလောက်ပေါ့နော်ရေစုံရေစံလောကတန်ကိုကြံကြံခံနိုင်တဲ့စိတ်ကြိုးစားပြီးတော့ဝေးချင်တယ်ဒီလမ်းမကြိုက်ရင်နောက်လမ်းလျှောက်ရတော့ရှေ့ကဒီရှေ့ကလူဒီလမ်းလျှောက်တိုင်းကိုလိုက်လျှောက်ဖို့မဟုတ်ကွာဘာလို့ဆိုသူတင်းင်းဒီကြိုက်တိုင်းကိုသူတင်းင်းဒီကြိုက်လို့သူစားတာလေ ကိုတူးရင်ဒီကြရင်ကိုဟာကိုဝယ်စားပေါ့ဟုတ်တယ်နော်တဘောထားကွဲလွဲရင်တောင်သူ့လန်းသူ့သွားကိုလန်းကိုရှောက်ရင်အရရာကအစင်ပြေတလောက်ရှိပါတယ်ရေစံတင်းတဲ့အခါမှာရေစံလိုက်မယ်ရေစုံမျောတင်းတဲ့အခါမှာအလိုက်တင်းမျောမယ်ရေစံလမ်းမှာကိုကိုအားပေးရင်ကျိုးစားပြီးရှေ့ဆက်မယ်ရေစုံလမ်းမှာညောချင်ရာညောမသွားအောင်အတိတ်တရားလေးကပ်ပြီးတော့ကတ်နိုင်တော့ကိုကောင်းမှာပေါ့ ပါလျာတော့တလောက်ပါပဲတကယ်ချင်းတွေရောဘယ်လိုမြင်လဲဆိုတာအောက်မှာမန်ခက်လို့ရပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်เนาะနောက်ဗီဒီယိုမှာထပ်တွေ့ကြပါမယ်